ခရိယံဓမ္မဆရာတယောက်ကသူတို့ဖျားကကဲတင်ရှင်ဗုဒ္ဓကကဲတင်ရှင်မဟုတ်ဘူးလို့ပြောနေပါတယ်ဆရာတော်တဲ့ဥစဉ်လဲမြင်ပါတယ်ကြားပါတယ်နော်မမြင်ချင်အောင်မကြားချင်အောင်စောင့်နေတာပါမမြင်ချင်အောင် မကြားချင်အောင်စောင့်တယ်ဆိုတာမမြင်တာမကြားတာမဟုတ်ပါဘူးတတိပကဖြစ်မဲ့ဇကားတွေကိုမပြောချင်လို့မမြင်ချင်အောင်မကြားချင်အောင်စောင့်နေတာပါနော်သို့တော့နည်းနည်းတော့ပြောလိုက်ပါမယ် ဗုဒ္ဓကိုကယ်တင်ရှင်မဟုတ်ဘူးလို့ပြောတဲ့လူဟာဗဟုသုတအလွန်အလွန်နဲတဲ့လူဖြစ်ပါတယ်ဗုဒ္ဓသည်ကယ်တင်ရှင်ပါကယ်တင်ရှင်ဆိုပေမဲ့ကယ်တင်ရှင်တဦးတည်းနဲ့မပြီးပါဘူးကယ်တင်ခံရတဲ့ပုဂ္ဂိုလ်ကလည်းစူးစမ်းအားထုတ်မှကယ်တင်ခြင်းဟာအောင်မြင်ပါတယ်နော်ကဲဒါဆိုရင်ဗုဒ္ဓသည်ဘယ်လိုကယ်တင်တာလဲတကိုးနဲ့ကယ်တင်တာလားမဟုတ်ပါဘူးတတဝါတိုင်းတတဝါတိုင်းဟာကိုပြုတ်ထားတဲ့ကံအတိုင်းဖြစ်တည်နေကြတာဖြစ်တဲ့အတွက်ကောင်းကောင်းဆိုးဆိုး ကိုပြုတ်ထားတဲ့ကံအတိုင်းပဲခံစားကြရမှာပါဘယ်သူကမှဝင်ရောက်ပြီးကဲတင်ဆောက်ရှောက်ပေးလို့မရပါဘူးကဲတင်ဆောက်ရှောက်ပေးလို့ရတယ်ဆိုရင်လောကမှာဒုက္ခဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာရှိမှာမဟုတ်ပါဘူးနော်ကဲဒါဆိုရင်ဗုဒ္ဓသည်ဘယ်လိုကဲတင်တာလဲဟိတေပဝတ္တနေနအဟိတေသနိဝတ္တနေနတတနာန်ဘယံဟိန္တတိတိဗုဒ္ဓောတဲ့အစည်းအဝါကိုဖြစ်စေနိုင်တဲ့ကောင်းမှုကိုဖြစ်စေခြင်း ဆီးပွားကိုဆုတ်ယုတ်စေသောမကောင်းမှုကိုတားဆီးပေးခြင်းတတဝါတို့အားအပယ်လေးပါးသို့ကြောက်ရွံ့စေနိုင်သည့်ဘေးရန်ကိုဖြည့်ဆည်းပေးခြင်းဖြင့်ကယ်တင်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီနည်းနဲ့ဗုဒ္ဓဟာကယ်တင်ပေးတာပါဒီနည်းဟာမှန်ကန်တဲ့ကယ်တင်နည်းပဲဖြစ်ပါတယ်အဲ့ဒီနည်းနဲ့ကယ်တင်ပေးတဲ့အတွက်ကြောင့်လည်းပဲတတဝါတွေဟာတန်တရာဝိသင်းရမှလွတ်မြောက်ကြရပါတယ်အဲ့ကျန်တာတွေကတော့ဖျားအမိခံပြီးစိတ်ကူးရင်ကယ်တင်မှုတသက်တာဖြစ်ပါတယ်နော်လက်တွေမှာတော့ဘယ်နေရာမှာမှကယ်တင်တာမရှိပါဘူး ဒါပဲပြောချင်ပါတယ်နော်ဥစဉ်ဗုဒ္ဓကလောကကို အရင်ပေါ်ထွန်းတာမှန်ပေမဲ့ယေရှုဖခင်ကအရာခက်သိန်းကိုဖန်ဆင်းတယ်ဖခင်သခင် လူကိုချစ်၍ကယ်တင်တာကိုလက်ခံပါတလားတဲ့ဥစဉ်ကိုသာသနာလာပြုနေတာလားဟမ်ဗုဒ္ဓဘာသာဆိုတာလေယုံကြည်မှုတစ်မျိုးတည်းနဲ့တိဆောက်ထားတဲ့ဘာသာမဟုတ်ဘူးနော် ဗုဒ္ဓဘာသာဆိုတာပညာကိုအဓိကထားပြီးပညာနဲ့တိဆောက်ထားတဲ့ပညာအဓိကဘာသာဖြစ်ပါတယ်။အဲ့ဒီလိုပညာအဓိကဘာသာဖြစ်တဲ့အတွက်တကယ်စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်မှန်ရင်အရာရာကိုပညာတရားနဲ့ဝေဖန်စစ်ဆေးပြီးမှမှန်မှလက်ခံပါတယ်။မှန်မှန်ရင်လက်မခံဘူးနော်။ကဲဦးဇင်းတို့ခရစ်တော်ယေရှုကိုဝေဖန်စစ်ဆေးကြည့်ရအောင်။ခရစ်တော်ယေရှုက လူသားတွေရဲ့အပြစ်အစားခံတယ်လူသားတွေရဲ့ဒုက္ခကိုကယ်တင်တယ်လို့ဆိုတယ်ကဘာတဝမ်းကိုကြည့်လိုက်ပါစိဘေးတဘာဝဘေးယောဂဘေးတွေကြောင့်လူပေါင်းမြောင်များစွာတည်ကြည်ပျက်စီးနေတာကိုအားလုံးမြင်တွေ့ကြရပါလိမ့်မယ်အဲ့ဒီဆင်းရဲဒုက္ခတွေရှိနေသေးတာကိုကြည်သောအဖြစ်ခရစ်တော်ယေရှုကလူသားတွေရဲ့အပြစ်အစားခံတယ်လူသားတွေရဲ့ဒုက္ခကိုကယ်တင်တယ်ဆိုတာဟာယုတ်တိရှိပါရဲ့လားဟွန်း လုံးဝယုတ်တိမရှိပါဘူး။သူကယ်တင်ပေးထားတယ်ဆိုရင်ဒီဆင်းရဲဒုက္ခတွေရှိစရာအကြောင်းမရှိဘူးเนาะ။တကယ်တော့အဲ့ဒီဆင်းရဲဒုက္ခတွေဖြစ်နေရခြင်းအကြောင်းရင်းဟာလူတွေရဲ့တဏ္ဍာမှာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကြောင့်ဖြစ်တာ။အဲ့ဒီဒိဋ္ဌိကိလေသာတရားတွေကိုပယ်သတ်နိုင်မယ်၊နှေးပါအောင်လုပ်နိုင်မယ်ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်မယ်။ အဲ့ဒါကဘာသာတရားနဲ့မဆိုင်ဘူးဗုဒ္ဓဘာသာနဲ့လည်းမဆိုင်ဘူးတဘာဝတရားတွေเนาะအဲ့ဒီစစ်မှန်တဲ့တဘာဝတရားတွေကိုဗုဒ္ဓကမြင်လို့ချပြပေးတာလောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာ တရားတွေကိုမပယ်သက်နိုင်သေးတဲ့၍နှဲပါအောင်မလုပ်နိုင်သေးတဲ့၍ကြိုက်တဲ့ဘာသာကြိုက်တဲ့တကူရှင်ကြိုက်တဲ့ဖန်ဆင်းရှင်ကိုကိုးကွယ်ပါဆင်းရဲဒုက္ခမှလွတ်မြောက်မှာမဟုတ်ဘူးเนาะကဲဒါဆိုရင် ဥစဉ်လက်ခံတယ်လက်မခံဘူးဆိုတာကိုအထူးပြောစရာလိုတော့မယ်မထင်ပါဘူးเนาะကျမ်းမာပါစေအရှင်ဖေရတပည့်တော်အရက်တောက်ချင်းသီလကိုယာတပံစောင့်ထိန်ထားပါတယ်အခုအရက်ရောင်းဖို့အလုတ်ပေါ်လာတော့သီလကျိုးပေါက်နိုင်ပါသလားဖေရတဲ့အရက်မတောက်တဲ့အတွက်သီလတော့မကျိုးပါဘူးသို့တော်လဲဗုဒ္ဓဘာသာဝင်ဥပဒကကောင်းတို့ ရှောင်ရှားရမိကုံသွဲခြင်း၅မျိုးထဲမှာအယက်သေးသာကုံသွဲရောင်းချခြင်းမလုပ်ရဘူးဆိုတဲ့အချက်ပါတာကြောင့်ဗုဒ္ဓဘာသာဝင် ဥပဒကာတွေအနေနဲ့အယက်သေးသာကုံသွဲရောင်းချခြင်းလုပ်မယ်ဆိုရင်တော့အပြစ်ရှိပါတယ်။ဒါကြောင့်အဲ့ဒီအလုပ်ကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါတယ်။အရှင်ဖရာဗတိစိတ်တာကံကောင်းဖို့မိမိအမိကိုရွတ်ပြီးစိတ်ခိုင်းတယ်။ဗေဒင်ဆရာတွေပြောတာ ိတ်ကောင်းမစိတ်ကောင်းဖြေချပေးပါဖရာဥခိုက်ပါ၏တဲ့လုံးဝမစိတ်ကောင်းပါဘူးเนาะပတိစိတ်တယ်ဆိုတာကံကောင်းဖို့စိတ်တာမဟုတ်ပါဘူးပတိစိတ်တဲ့အလုတ်ဟာဘာဝနာအလုတ်ဖြစ်ပါတယ်ဘာဝနာအလုတ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကမိမိတန်တမ်းမှာရှိနေတဲ့ကိလေသာတွေပါလျားဖို့ပါအဲ့ဒီလိုကိလေသာတွေပါလျားဖို့ဘာဝနာအလုတ်ကိုလုပ်တဲ့နေရာမှာဖျားပေးတဲ့နေအတိုင်းပဲလုပ်ရပါတယ် ဖျားပေးတဲ့ဤအတိုင်းမလုပ်ဘဲနဲ့ဗေဒင်ဆရာပေးတဲ့ဤအတိုင်းလိုက်လုပ်မယ်ဆိုရင် အနာတခြားစေတခြားဖြစ်ပြီးကောင်းကျိုးတွေနဲ့လွတ်တက်ပါတယ်။ဒါကြောင့်ပတိစိတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ဖျားပေးတဲ့ဤအတိုင်းပဲလုပ်ပါဗေဒင်ဆရာပေးတဲ့ဤအတိုင်းမလုပ်ပါနဲ့လို့ပြောချင်ပါတယ်နော်။ Yeah.